ဒီအခုပြောမဲ့အကြောင်းအရာကြတော့မပြောချင်တော့အကြောင်းပေါ့အဲ့ဒါတော့အားလုံးသိသလိုပဲပေါ့နော်သတင်းဌာနတွေကလည်းတက်လာပြီအဲ့တော့ဒါလာရှုံမျိုးကိုစစ်ကောင်စီထံပြန်ပြီးတော့လွှဲပေးလွှဲပေးရမယ်ဆိုတဲ့အကြောင်းပေါ့နော်ဒါ MND သတင်းရင်းမြစ်တွေကနေအတီးပြုတ်လိုက်တယ်ဆိုပြီးတော့သတင်းတွေလည်းတက်လာတယ်ပေါ့နော်အဲဒါကတော့လုံးဝကိုအဆင်မပြေတဲ့သတင်းပေါ့ဗျာအရင်ဆုံးဒါဌာနဆိုင်ရာတွေဒါသူကအရင်နေရာယူမယ်ပေါ့နော်စစ်ကောင်စီဘက်ကဌာနဆိုင်ရာတွေကမြို့ထဲမှာအရင်နေရာယူမယ် အဲဒီစစ်ဘက်ဆိုင်ရာအဖွဲ့တွေတော့မပါသေးဘူးပေါ့နော်ဒါပေမဲ့ပြန်ပေးရမယ်ဆိုတာကတော့လုံးဝထေချာတော့ဖြစ်သွားပြီပေါ့နော်အဲမြို့ပေါ်ရက်ွက်တီကနေစုပ်ပေးရမယ်ပြီးရင်ဒါမြို့ပတ်လည်နေရာတွေမှာတော့ဒါ MNDA တပ်ဖွဲ့တွေကပြန်ပြီးတော့နေရာယူထားမယ်ပေါ့နော်ထိန်းချုပ်ထားမယ်မြို့ရဲ့ဝင်ထွက်တွေလှုပ်ရှားမှုတွေအဲဆေးရေးလှုပ်ရှားမှုတွေဒါတွေကအဆပေါ့နော်စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကအဆဒါ MNDA ကထိန်းချုပ်ထားမယ်ဆိုပြီးတော့လည်းဖော်ပြထားတယ်ပေါ့နော် အမ NDA ထိန်းချုပ်ထားမဲ့နေရာတွေကတော့ဒါမြို့နယ်ကက်ရက်ပေါ့နော်ခမရ900အဲခလာရ68နဲ့ဒါအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခပေါ့နော်အဲအဲ့ဒါကိုအနီးကက်ချင်းချောက်နိုင်နဲ့ဒါစင်တောင်လာရှိုးနံပါတ်2မြို့ဆောင်လန်းပြီးရင်လာရှိုးတီဘောမဟန်လန်းလာရှိုးသိန်းနီလန်းအဲအမှတ်စနစ်ရက်ွက် AD တရားအထိပေါ့နော် မြို့ပတ်လေကိုဝိုင်းရန်ထိန်းချုပ်ထားမယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ပြောရမယ်ဆိုရင်ဒါမြို့ကိုပြန်ရသွားတဲ့စစ်ကောင်စီအနေနဲ့ဒါထိန်းတိုင်းကျဲလို့တော့မရဘူးဒါပေမဲ့ အဲခုနလိုပေါ့အဲအဲ့လိုဖြစ်လာတဲ့အချိန်တွေကဒါတော်လန်ရေးအပေါ်မှာကျွန်တော်ရိုက်ခတ်မှုတွေအများကြီးရှိရဗျပထမဆုံးတော့ဒါစိတ်တက်ပေါ့နော်စိတ်တက်စိတ်တက်ပိုင်းဆိုင်ရာဆိုရင်ဒါဒီလာရှိုးဆိုတဲ့ဟာကဒီမျိုးတော်လန်ရေးမှာပေါ့နော်မြို့တွေအဲတိုင်းစစ်ဌာနချုပ်တွေကိုတိမ့်နိုင်တဲ့အဆင့်ထိအောင်မြင်ခဲ့တဲ့ဒါအောင်မြင်မှုကြီးပေါ့ဗျာအဲ့အောင်မြင်မှုကြီးပေါ်မှာကျွန်တော်တော်လန်ပြည်သူတွေရောတော်လန်တပ်ဖွဲ့တွေအားလုံးကရောတကယ်ကိုဝမ်းသာအားရနဲ့ကြိုးစားကြရတယ်အောင်ဝဲခံကြရတယ်ပေါ့နော် ်တကယ်ကိုကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်ပထမဆုံးအောင်မြင်မှုလည်းဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုဟာကြီးကိုအခုလိုပြန်ပြီးလက်ရပြီးဆိုတဲ့အချိန်မှာဒါအ ਨੇ ဆုံးတော့ကျွန်တော်တို့တလင်းအင်အားစုတွေတလင်းပြည်သူတွေစိတ်တွေကြတာပဲဂျုံးကွန်လည်းစိတ်တွေကြတယ်ပေါ့နော်ဘာလို့ဆိုဒီလိုမျိုးဒါတိုင်းစစ်ဌာနချုပ်ရှိပါတယ်ဆိုတော့ဒါမြို့ကြီးပေါ့နော်မြို့ကြီးပြင်တိုင်းစစ်ဌာနချုပ်ကြီးဒီလိုနေရာမျိုးတွေကိုဒါတိုက်ခိုက်ဖို့တိမ့်ပိုက်ဖို့ပေါ့နော်ပြင်ဒါထိမ့်သိမ်းထားနိုင်မှုအတွက်ကအများကြီး ျွန်တော်ရင်းနှီးခဲ့ကြရတာပေါ့နော်ဒါတော်လိုင်းတက်ဖွဲ့တွေဆိုလဲအာဒီဒီတိုက်ပွဲတွေမှာဝင်ပြီးပါဝင်တိုက်ခိုက်ခဲ့တဲ့တော်လိုင်းတက်ဖွဲ့တွေဆိုလဲအများကြီးပဲအဲသွေးမြေသွေးမြေကြခဲ့ရတာရှိတယ်ချွေးမြေကြခဲ့ရတာရှိတယ်ပြီးတော့ဒေသခံပြည်သူတွေဆိုရင်လဲဒါအိုးဝင်တိုက်တာအဆောက်အုံတွေဒါဥစ္စာပစ္စည်းတွေဆုံးရှုံးဒါခုနလိုရှောင်ပြေးရတဲ့အနေအထားမျိုးတွေဖြစ်သွားရရှိတယ်အဲကြအဲ့လိုဟာကြီးအဲ့လိုမျိုးကြီးရင်းနှီးပြီးမှရခဲ့တဲ့အောင်မြင်မှုကအခုတော့ဒါခုနလိုပေါ့နော်တဲတဲရေသွန်းလိုဖြစ်သွားပြီလားဆိုတဲ့အတွေးနဲ့အားလုံးကတော့စိတ်သက် ထိခိုက်ကြတယ်ကြဆင်းညတယ်ဗောနော်အဲတဆက်ထဲမှာပဲဒါစစ်ကောင်စီဘက်ကကြတော့ဒီဟာအပေါ်မှာပြန်ရလိုက်ပါတယ်ဆိုတဲ့အပေါ်မှာသူတို့တွေအဲကုံစားကြလိမ့်မယ်အဲသူတို့ရဲ့စိတ်ဓာတ်တွေကအစားပြန်မြင့်သွားတာမျိုးတွေရှိရှိလာနိုင်တယ်ဗောနော်အဲဒီဥစ္စာကိုလည်းသူတို့ကောင်းကောင်းကြီးပြန်သုံးချမှာပဲစိတ်ဓာတ်စစ်စင်ရင်းနေသူတို့ကောင်းကောင်းသုံးချမယ်ဘာလို့ဆိုတော့အဲဒီဒီလိုမျိုးမျိုးကိုပေါ့နော်အတာကြီးပြန်ပြီးရယူနိုင်အောင်လုပ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့တွေကုံစားကြလိမ့်မယ်ဒီဘက်တော်လိုင်းတပ်ဖွဲ့တွေကိုစိတ်တက်မကြကြအောင်ဤမျိုးစုံနဲ့ ဒါစိတ်တဲ့စစ်စီရေးတွေလှုပ်လိုက်မယ်ပေါ့နော်အဲတော့ကျတော့ဒါဒီကာလာတလျှောက်ဒီမြောက်လိုင်းစစ်တပ်ဘက်ကစိတ်တဲ့ကြဆင်းနေတဲ့စစ်သားတွေအားလုံးကိုလည်းဒါကမူတည်တစ်ခုဖြစ်သွားစေတယ်ပေါ့နော်စိတ်တဲ့မြင့်တင်နဲ့စိတ်တဲ့စစ်စင်ကြီးတစ်ခုဖြစ်သွားစေနိုင်တယ်အဓိကတော့ကျွန်တော်ပထမဆုံးကြုံရမှာတော့အဲ့ဒါပဲကျွန်တော်ကိုယ်တိုင်လည်းဒီသတင်းကိုမပြောခြင်းကျွန်တော်လည်းမကြိုက်ဘူးဒါပေမဲ့ပြည်သူတွေလည်းလက်မခံခြင်းလည်းလက်ခံရတဲ့အနေအထားကျွန်တော်လည်းမပြောခြင်းပဲပြောရတဲ့အနေအထားတစ်ခုဖြစ်သွားတယ်ပေါ့နော် နောက်တစ်ခုကနေမြေပေါ့ဗျာအဲနေမြေအနေနဲ့ကြည့်မယ်ဆိုရင်ဒါကအဓိကနေရာတစ်ခုဖြစ်တယ်ဒါကြောင့်မလို့လဲဒီလိုအဓိကနေရာမျိုးမှာရမခလိုတိုင်းစစ်ဌာနချုပ်ကိုလာပြီးတော့တည်ထားတဲ့နေရာပေါ့နော်အဲဒါကြောင့်တည်ထားတာဖြစ်တယ်အဲအဲ့လိုဖြစ်တဲ့အနေထားမှာဒါရပြီးသွားပြီဆိုတဲ့အချိန်မှာသူတို့ပြန်ယူသွားနိုင်တယ်ပေါ့ဗျာအခုကနီးမျိုးစုံနဲ့လှုပ်ပြီးတော့ပြန်ယူသွားနိုင်ယူသွားနိုင်တော့နေမြေအနေနဲ့ဆိုရင်လည်းကျွန်တော်ကပြန်ဆုံးရှုံးတယ်လို့ပြောရမှာပေါ့သူကသူအတွင်းထဲမှာပဲကွက်ကွက်လေးပဲဝင်ပြီးယူယူအဲသူကသူဘလို့ပဲဖြစ်ဖြစ်အဲ့နေရာကိုပြန်ပြီးတော့ရောက်လာတယ်ပေါ့နော် ဒီကောင်နေအဲ့နေရာနေထွက်သွားအောင်ဒါမရရတဲ့နီလန်မျိုးတွေနဲ့အသက်တွေအသေးခံပြီးတော့ဒါတိုက်ထုတ်တွန်းလှန်မောင်းထုတ်နိုင်ခဲ့တဲ့အခြေအနေကနေအခုပြန်ဝင်ခွင့်ပေးရတယ်ဆိုတော့ဒါနင်းမြေကိုလည်းသူတို့ကပြန်ပြီးဆုံးမသွားရလို့ပြောလို့ရတယ်ပြီးတော့လာရှိုးကိုမှသူတို့ကအဲ့လိုပြန်လို့ရပြီဆိုရင်လာရှိုးကိုသွားနိုင်တဲ့ပြည်မာတွေကလမ်းကြောင်းအကုန်လုံးကိုလည်းသူတို့ကဖြတ်တန်းဖို့အတွက်လှုပ်လာနိုင်တယ်ပေါ့နော်အဲ့တော့ကျတော့တခြားအဲလက်လွတ်အဲခုနလိုပေါ့နော်လက်မလွတ်ရရင်တော့မှခုနလိုခွင့်ပြုရတဲ့အနေအထားမျိုးဖြစ်သွားနိုင်တဲ့လမ်းကြောင်းတွေလည်းရှိလာနိုင်တယ်အဲနောက်တစ်ခုကတော့ အဒီနီယာကိုရသွားပြီဆိုတဲ့အချိန်မှာတခြားနေရာတွေအတွက်ဖိအားတွေလည်းရှိလာနိုင်တယ်။အဒီနီယာနဲ့ဆက်ဆက်နေရာတွေဆက်ဆက်နေမြေတွေပေါ့နော်။အဲ့နေရာမျိုးတွေမှာလည်းဖိအားတွေပို့ပြီးတော့ဖြစ်လာနိုင်တယ်။အဲပြီးတော့အချို့တပ်ဖွဲ့တွေဆိုရင်စိုးရိမ်ရတဲ့အနေအထားရှိလာနိုင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာကရသွားပြီဆိုရင်ဒီနေရာကိုခုလုံးလုပ်ပြီးတော့တခြားနေရာမျိုးတွေမှာအဲအင်အားဖြစ်တင်းတာမျိုးတွေအဲခုနလိုနေမြေချက်ထွေတဲ့ပုံစံမျိုးတွေနေမြေစိုးမွေးပုံစံမျိုးတွေတို့လောက်လာနိုင်တာရှိတဲ့အတွက်ပေါ့နော်။အဲတခြားတပ်ဖွဲ့တွေအတွက်တခြားနေရာကအဖွဲ့တွေအတွက်လည်းဒါစိုးရိမ်ရတဲ့ အနေအထားတစ်ခုဖြစ်လာနိုင်တယ်ဒါကလည်းနေမီနဲ့ပတ်သက်လို့ပေါ့နော်နောက်တစ်ခုကစစ်မျက်နှာပေါ့နော်စစ်မျက်နှာအနေနဲ့ပတ်သက်မှဆိုရင်ဒီ last show ကိုတို့တွေတောက်လျှောက်ဘုံကျဲရဘုံကျဲရလို့ဆိုပြီးတော့ကျွန်တော်ပြောနေတာမဟုတ်ဘူးတို့အနေနဲ့အခုလိုမျိုးဒါအာယုံထဲမှာထည့်ထားရတဲ့စစ်မျက်နှာတစ်ခုကယော့သွားတယ်ပေါ့ယော့သွားတယ်အဲဆိုတာအဲတောက်လျှောက်ကြီးတောက်လျှောက်ကြီးဘုံကျဲနေပါဆိုတဲ့ပုံစံမျိုးနဲ့ပြောတာမဟုတ်ဘူးနော်အဲဒါမဲ့အဲ့လိုမျိုးတို့စိတ်ကူးထဲမှာထည့်ထားရတဲ့ဟာပေါ့နော်အမြဲတမ်းမှာတိုက်ခိုက်ဖို့အတွက်စိတ်ကူးထဲထည့်ထားရတဲ့တို့တို့အတွက်အရေးကြီးတဲ့စစ်မျက်နှာတစ်ခုယော့သွားတယ် အဲ့လိုညော့သွားလိုက်ပြီဆိုရင်ဟိုးရင်တော့ဖြစ်စဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒါတပ်ဖွဲ့တစ်ခုကပေါ့နော်ဒေါ်လိုင်းအင်အားစုတစ်ခုကသူတို့ကိုဒါတိုက်ခိုက်လာပြီဆိုတဲ့အခါမှာအဲ့နေရာကိုအင်အားတွေပြုံသုံးပြီးတော့အဲဂျန်တဲ့နေရာတွေမှာဒါခုနလို NCA လက်မှတ်ထိုးဖို့စ조사တာတွေအပြစ်ခက်ရစဲဆွေးနွေးတာမျိုးတွေလို့လုပ်တတ်တယ်အဲ့လိုလုပ်နေတဲ့အချိန်မှာပဲခုနလိုတိုက်ခိုက်တဲ့အဖွဲ့ကိုသူတို့ဖိပြီးတော့တိုက်နိုင်တယ်ပေါ့နော်တိုက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒါစစ်မျက်နှာတစ်ခုရော့ပါသွားပြီဆိုတဲ့အချိန်မှာအခြားစစ်မျက်နှာတွေကိုပို့ပြီးတော့အာယုံဆိုင်ဖို့အခွင့်အရေးရသွားနိုင်တယ်။ဒါကလည်း ျွန်တော်တို့ဒါစိတ်ပူစရာပေါ့နော်စိတ်ပူစရာကျွန်တော်ဘက်ကတွေးကြည့်မယ်ဆိုရင်အဲအနေငယ်ပေါ့နော်စိတ်ပူစရာအနေထားရှိတယ်ဘာဖြစ်လို့ဒါမဲ့တိတ်တော့လဲထူကြလာမှာတော့မဟုတ်ဘူးပူလာမှာတော့တည်ကြတယ်ဒါမဲ့ခုနလိုဘုံကျဲနေတဲ့ဟာတွေကသူကနေရာနဲ့မှာတောက်လျှောက်တောက်လျှောက်လုံနေတာဖြစ်တဲ့အတွက်ပေါ့နော်အဲခုနလိုပူပြီးတော့ဘုံကျဲနေတဲ့အနေထားမျိုးတွေဖြစ်လာနိုင်တာပေါ့လေနော်အဲ့တော့စစ်မျက်နှာအနေနဲ့သူကတစ်ခုညော့သွားတယ်အဲကျွန်တော်ဘက်ကထိန်းသိမ်းထားနိုင်တဲ့စစ်မျက်နှာတစ်ခုပေးလိုက်ရတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဒါဘုံမတွေပေါ့နော်စစ်တပ်ထောက်ခံသူတွေပြင်တက်အတိုင်းဝိုင်းနေ စစ်တပ်ကကောင်တွေရဲ့လောင်ပြောင်မှုတွေကိုကျွန်တော်တို့တော်လန်ပြည်သူတွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေခံရနိုင်တယ်။ဒါကလည်းတေချာဘောဖြစ်ကိုဖြစ်လာမယ်ကိစ္စပေါ့နော်။အခုဆိုရင်ကိုပဲတို့ပြောကြလိမ့်မယ်။တွေ့လာလာရှုပ်ကငါတို့ကဟိုပြန်တိုက်ဆရာတာမလို့ဘူးရအောင်လုပ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးမရှက်ဖက်နဲ့ပြောတဲ့ဟာပေါ့နော်။တိုက်ယူထားတဲ့ဖြစ်စေတခုကိုအခြားနိုင်ငံရဲ့ဖိအားအကူအညီနဲ့ပြန်ပြီးတော့ဒါခုနကလိုတောင်းရန်ရတဲ့အနေအထားမျိုးနဲ့တို့ပြန်ရသွားတာတော့မှတို့တေချာဘောကုံစာလိမ့်မယ်။ ဒီဥစ္စာတွေ့လာမှာတို့ကမင်းတို့ကအသက်သေးခံပြီးတိုက်တာမတို့ကအသေးခံစရာတော့မလိုဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒီမျိုးကိုပြန်ရသွားပြီဆိုတဲ့အကြောင်းတို့တွေကုံစားလိုက်မယ်လောင်ပြောင်လိုက်မယ်ပြီးရင်စိတ်တဲ့စစ်စင်ကြီးလှုပ်လိုက်မယ်ပေါ့နော်ဒါပေမဲ့ဒီဥစ္စာကလည်းအရင်စိတ်တဲ့ထဲ့စရာတော့မလိုဘာဖြစ်လို့လဲဆိုတော့တို့မှကုံစားစရာဒီတစ်ခုပဲရှိတာပေါ့နော်အဲဟိုအစောပိုင်းကာလတွေမှာတောက်လျှောက်တောက်လျှောက်ကြောင့်တပ်ဖွဲ့တွေကအခုချိန်ထိလည်း အဲသူတို့တွေကိုဒါခုနကလိုအောင်မြင်မှုတွေသူတို့ပုံမှာရယူနိုင်တဲ့နေရာတွေကအများကြီးရှိတယ်ပေါ့နော်။ဒါပေမဲ့ဒီတစ်ခုကိုပဲကွက်ပြီးတော့သူတို့စိတ်သက်စင်စင်လုံးလိုက်မယ်။ဘာလို့လဲဆိုတော့ရှေ့မှာဆိုလေတောင်ခမ်းနဲ့ပတ်သက်လို့ပေါ့နော်။အဲတောင်ခမ်းအမြောက်တက်တွေကိုသူတို့ပြန်ပြီးတော့ထိန်းချုပ်နိုင်ပြီဆိုတဲ့အခါမှာလုံးဝဝေဝေဆဆာနဲ့ဗီဒီယိုမှတ်တမ်းနေနဲ့ဓာတ်ပုံမှတ်တမ်းနေနဲ့ပေါ့နော်။ဗီဒီယိုကလစ်တွေနဲ့ထုတ်ပြန်ပြီးတော့စိတ်သက်စင်စင်လုပ်ခဲ့တာတွေရှိတယ်။အဲတော့ last show ကလည်းသူတို့အတွက်အကြီးကြီးအောင်မြင်မှုအကြီးကြီးပြန်ရပါလေဆိုတဲ့အနေအထားမျိုးနဲ့သူတို့လုပ်လိုက်မယ်။ဒါကတော့မရှက်ရင်လုပ်တဲ့ကောင်တွေအလုပ်ပေါ့နော်။ဘာလို့လဲဆိုတော့ ခုနကဒါတောင်းရံပြီးမှပြန်ရတဲ့ဟာမျိုးပေါ့နော်ဒါပေမဲ့ဒီဥစ္စာလည်းဒါခံရနိုင်တယ်ပေါ့နော်လောင်မြောင်ချင်းခံရနိုင်တယ်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒါ CDN ရဲ့ရှေ့ရေးရှေ့ရေးဆိုတာ CDN ဆိုတာဒီ last show မှာပြန်ပြီးတော့တာဝန်ထမ်းဆောင်မှုအတွက်ဖိတ်ခေါ်ခံရတဲ့အခါမှာအဲပြန်ပြီးတော့တာဝန်ထမ်းဆောင်ပေးတဲ့ CDN ဝန်ထမ်းတွေရှိတယ်အဲ့ဒါတော့ဒါကျမ်းမာရေးဆိုရင်အများကြီးပဲပေါ့နော်ကျမ်းမာရေးဝန်ထမ်းတွေဆိုအများကြီးပဲအဲ့လိုမျိုးဒါပြန်ပြီးတော့တာဝန်ထမ်းဆောင်ပေးကြတယ်လွန်မြောက်သွားတဲ့နေရာတစ်ခုဖြစ်တဲ့အခါမှာအဲထူထောင်ရေးလုပ်ငန်းမျိုးတွေမှာပြန်ပြီးတော့ပါဝင်ပေးကြတဲ့ CDN တွေရှိတယ် အခု ICDN နေအတွက်ကိုဒါပြန်စီစဉ်ပေးရမယ်ဟာရလေ MNDA မှာဝင်လို့ဝင်ဖို့ဖြစ်လာလိမ့်မယ်။ဘောက်လဲဆိုတော့ဒါဖိတ်ခေါ်ခဲ့တာ ਉਹ ပေါ့နော်ဖိတ်ခေါ်ခဲ့တဲ့တကယ်လည်းပြန်လဲထူထောင်မှုအတွက်ကိုလုပ်ခဲ့ကြရတယ်။အဲ့လိုဖိတ်ခေါ်ရခြင်းမှာလည်းတကယ်ပါဝင်လာတဲ့ CDN တွေကအများကြီးရှိတယ်။အခုကျတော့ ICDN တွေအတွက်ကကြံခဲ့မယ်ဆိုရင် ANN ရှိလာနိုင်တယ်။ဒါကြောင့်မလို့ဒါသူတို့ရဲ့ရှေ့ရေးအတွက်ကိုလည်းအခုချိန်မှာအထူးကြိုးစားရမယ်အနေထားတွေဖြစ်လာပြီပေါ့နော်။ပြီးတော့ကျတော့အဲချို့ CDN တွေက အဲ့ဒီဒါကပဲနေကန်နေဗျာပြောရမယ်ဆိုရင်အဲ့ဒီဒါမှာပဲသူတို့ရဲ့အိုးအိမ်စည်းစိမ်တွေရှိတယ်အဲသူတို့ရဲ့အဆောက်အုံလေးတွေရှိမယ်ပေါ့နော်အဲသူတို့ရဲ့ဇာတိဖြစ်နေတတ်တယ်အဲဒါကြောင့်အဲ့လိုနေရာမျိုးကနေသူတို့ကနေလို့မရတော့လို့ပြန်ပြီးရွှေ့ပြောင်းရမယ်ဆိုရင်သူတို့ရဲ့တရှိပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေပါလက်လွတ်ဆုံးရှုံးရမယ်အနေအထားမျိုးဖြစ်သွားနိုင်တယ်ဒါတွေကိုလည်းထည့်တွက်ပြီးတော့စဉ်းစားစီစဉ်တယ်ပေါ့နော်အဲနောက်တစ်ခါတော့ဒါကျွန်တော်တရားလောက်ဆိုရင်မြေပြင်မှာတော့လိုက်ပြီးတော့အတိပေးနေတာမျိုးရရှိလာတယ်အဲဒါကြောင့်ဒေတာကန်နေနေလည်းစိတ်ညစ်နေရရှိရပါတော့အဲပြီးတော့ကြတော့ခုနလို့ စိုးရိမ်ပူပန်မှုတွေလည်းရှိသလိုအဲဒါခုနလိုအခက်အခဲတစ်ခုအနေနဲ့တို့ရင်ဆိုင်ရမယ့်ဟာပေါ့အဲဥစ္စာကိုလည်းကျွန်တော်တောင်းဝင်ရှိတဲ့သူတွေအနေနဲ့ဘယ်လိုဖြည့်ရှင်းပေးနိုင်မလဲဆိုတဲ့ဟာမျိုးတွေအခုချိန်မှာစဉ်းစားသင့်ပြီလို့ထင်တယ်ပေါ့နော်ဒါလည်းယူဆမိပါတယ်နောက်တစ်ခုကတော့ကျွန်တော် တရုတ်ရဲ့ဖီအားပေါ့နော်တရုတ်ရဲ့ဖီအားအဲတရုတ်ရဲ့ဖီအားကြောင့်မလို့အခုလိုအခြေအနေမျိုးတွေထိရောက်သွားရလို့လည်းကျွန်တော်တို့ယူဆတယ်။ဘာဖြစ်လို့လဲဆိုတော့အဲဒီတပ်ဖွဲ့တွေအနေနဲ့ဒါတရုတ်နဲ့နေမြချင်းထိဆက်နေတာဖြစ်တယ်။ထိဆက်နေတာဖြစ်တဲ့အတွက်အချို့အပိုင်းတွေမှာတရုတ်ကိုလွန်ဆန်လို့မရဘူး။မလွန်ဆန်နိုင်ဘူး။ဘာလို့လဲဆိုတော့အဲချို့ ဒါတည်ယူရေးတွေပဲဖြစ်ဖြစ်ပေါ့နော်အဲဒီလိုအပ်တဲ့ဖြစ်စီဖြစ်စရာတွေပဲဖြစ်ဖြစ်ဒီကနေပဲဖြတ်တန်းပြီးတော့ယူလာယူရတာရှိတယ်အဲဒီကနေပဲအကူအညီရခဲ့တာရှိတယ်အဲ့ကြအဲ့လိုဟာမျိုးတွေကိုခုနလိုပေါ့နော်တရုတ်ကသူ့ရဲ့စီးပွားရေးတွေထိခိုက်လာတဲ့တိုက်ပွဲတွေဖြစ်လာပြီဆိုတဲ့ခါမှာသူ့ကုန်စည်စည်းမှုတွေရပ်တန့်ကုန်တယ်အဲသူ့ရဲ့အကျိုးစီးပွားရေးထိခိုက်လာတဲ့ခါမှာဒီနေရာတွေကိုဒါအပြစ်ခတ်တွေရပ်သွားအောင်လုပ်ဖို့အတွက်ကိုသူကဖိအားပေးဖို့လိုလာတယ်ဖိအားပေးဖို့လိုတဲ့ခါမှာဒီနိုင်တဲ့သူနိုင်တဲ့သူဒီတပ်ဖွဲ့တွေပေါ်မှာ အတင်းကျပ်ဖိအားပေးတာမျိုးတွေရှိလာတယ်။အဓိကတော့ခုနကလိုကုန်စည်စည်းမှုတွေဖျက်တောက်ပလိုက်တယ်။အဲဒီအချိန်မှာဒါမင်းအောင်လိုင်းကလည်းအဲ့ဒီသားဘက်ကိုသွားမဲ့ကုန်စည်စည်းမှုတွေအကုန်ရပ်ပလိုက်တယ်။ရပ်ပလိုက်ဆိုတဲ့ချိန်မှာအဲအဲ့လိုပိတ်ခံရတဲ့နေရာတစ်ခုတည်းမှာပဲအဲအချိန်ကာလအကြာကြီးအဆင်ပြေအောင်နေနိုင်မှုဆိုတာမလွယ်ကူတဲ့အနေအထားတွေဖြစ်လာတယ်ဗောနော်။အဲကြောင့်တစ်ဖက်ကိုမှီခိုနေရတဲ့အဖွဲ့အနေနဲ့ဒီလိုဖိအားတွေကတော့အများအားရင်ဆိုင်နေရတဲ့ဟာဖြစ်တယ်။အဲကြောင့်ဒါကဒီလိုအခြေအနေထိဖြစ်သွားတယ်ဆိုတာလေတရုတ်ရဲ့ဖိအားအဓိကဖြစ်တယ်ဆိုတော့အားလုံးသိထားပြီးဖြစ်တယ်။အဲ့တော့ဒါ MND အနေနဲ့လဲဗောနော်။ ဟိုဒီလိုမျိုးအခြေအနေထိသူတို့လက်လွတ်ပေးလိုက်ရတယ်ဆိုတော့အခြေအနေထိကတော့သူတို့ဘလို့မှဖြစ်ရှင်မှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့အဲသူတို့ကတိုက်ပွဲတစ်ခုအောင်မြင်ပြီးမြောက်သွားပြီဆိုတဲ့ချိန်မှာအဲ့နေရာမျိုးတွေကိုရှင်းလင်းရေးဝင်နေပြီးရင်တခါလဲအုတ်ချွေကြီးကိစ္စတွေအုတ်ချွေကြီးရန်နေရာတွေတရားစီရင်ရေးနဲ့ပတ်သက်တဲ့ဟာမျိုးတွေဒါမျိုးတွေအားစအကုန်လုံးပြင်ဆင်ပြီးမှဒါဒီနေရာကိုပြန်တိဆောက်ဖို့ပြန်မုံမှန်ဖို့ပြီးရင်ပြန်လဲတူတောင်ဖို့ဆိုတဲ့ပုံစံမျိုးနဲ့ပါခဲ့တယ်လုတ်ခဲ့တယ်အခိုင်အမာသူတို့ရည်ရွယ်ပြီးလုတ်ခဲ့တယ်ဒါပေမဲ့လည်းလုံးဝမတက်တာတဲ့အဆုံးခုနလိုပြန်ပြီးတော့ ဒါလက်လွတ်ပေးရတဲ့အနေအထားမျိုးသူတို့ရင်ဆိုင်လိုက်ရတယ်။ဒါကတော့သူတို့အတွက်လုံးဝလုံဆန်လို့မရတဲ့တရုတ်ရဲ့ PR ကဒီနေရာမှာအဓိကကြားခဲ့တယ်ပေါ့နော်။အမင်းအောင်လိုင်းကတော့ခုနလိုဖာကြတယ်ပဲပြောပြောပေါ့နော်။အဲသူတိုက်လို့မနိုင်တဲ့အခါအဲသူဟိုဟာဖြစ်မဲ့ဟာကိုသူကပြန်ပြီးတော့ကလင်ကျစ်ပုံစံမျိုးနဲ့တစ်ဖက်ကနေ PR ပေးပြီးတော့ဒီဥစ္စာကိုသူလိုချင်တဲ့ပုံစံတိုင်းရအောင်ပြန်ပြီးတော့တောင်းယူတယ်လို့တော့ကျွန်တော်ကတော့ပြောရမှာပေါ့နော်။နောက်ကတော့ဒါဒီလာရှုမြို့လေးပေါ့နော်။လာရှုမြို့လေးမှာပေါ့နော်။လက်နက်ကြီးတစ်လုံး အမဒါပြစ်ခွင့်မရှိဘူးပေါ့နော်အဒါကတော့ဒါ MND ဘက်ကနေပြီးတော့ဒါသတင်းရင်းမြစ်တွေကနေတက်လာတာပေါ့နော်အဲဒီတိရတဲ့အချက်လက်တွေရဆိုသူကလာရှုံမျိုးတွေမှာစကားစအနေနဲ့လက်နက်ကြီးတစ်လုံးတော့ပြစ်ခွင့်မရှိဘူးပြစ်တာနဲ့ဒါ MND ကချက်ချင်းပြန်ဝင်มาဆိုပြီးတော့ပြောတဲ့ဟာမျိုးတွေလည်းရှိတယ်ပေါ့နော်ရှိတော့ကြအဲဥစ္စာကရောကျွန်တော်တို့အတွက်တကယ်ခွန်အားပြစ်ဖြစ်စေရဲ့လားပေါ့နော်ဘာလို့လဲဆိုတော့စစ်တဲ့ကတိရတဲ့အတိုင်းပဲကျွန်တော်တို့ကလုံးဝယုံကြည်ရမဟုတ်ဘူးယုံကြည်စရာလည်းမကောင်းဘူးရှေ့ဖြစ်စေနေမှာအကုန်လုံးမှာလည်းသူကယုံကြည်စရာကောင်းတော့တဲ့ ဂရိတီတဲ့ဟာမျိုးတခုမှမရှိခဲ့ဘူးလေအခုအပြစ်ရက်တယ်ဆိုတာတော့မှပဲသူကဗဇက်ကပဲရက်ပြီးတော့မြေပြင်မှာတောက်လျှောက်ဘုံကျဲတာတွေလှုပ်တယ်ရွာတွေကိုမိရှို့တာတွေလှုပ်တယ်ပြည်သူတွေကိုတတ်ဖြတ်နေတော့မယ်ပေါ့နော်အဲ့တော့ကျတော့သူတို့ကဒီနေရာတစ်ခုကိုရောက်ပြီဆိုတဲ့အချိန်မှာဒီနေရာကနေဆက်ပြီးတော့သူတို့ရဲ့အပွဲတွေလဲပတ်နိုင်မှုအတွက်ဒါမှမဟုတ်လဲတိုးချဲ့နိုင်မှုအတွက်ကိုသူကတေချာပေါက်ကြိုးစားမှာအဲ့ဒီဟာတွေကိုကျွန်တော်တို့ဘယ်လောက်ထိဖြစ်ဖြစ်စီစီလုံနိုင်မလဲအပြီးတော့ကျတော့သူတို့ဘက်ကစပြီးတော့လက်နေကြီးပြစ်ပါပြီဆိုတဲ့အချိန်ကသူတို့ပြန်ပြီးတော့ကောင်းကောင်းမွန်တုံ့ပြန်နိုင်ပြီဆိုပြီးတော့ပြင်ဆင်ထားပြီးတဲ့အချိန်ကြရင် သူတို့ပြင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲကျွန်တော်တို့အစအနေပြန်လုပ်ကြမှာလားဟာပေါ့နော်ဒီမြို့ကိုပြန်ရဖို့အတွက်ကိုပဲအစအနေပြန်ပြီးတော့တိုက်ကြရမှာလားအဲ့လိုတိုက်တဲ့ခါမှာကျွန်တော်တို့ဘယ်လောက်ထိဒါရင်းနှီးပိတ်ဆက်မှုတွေရှိအောင်မှာလဲဆိုတဲ့ဟာတွေကလည်းဒါအားမလို့အားမရမေးခွန်းတစ်ခုအနေနဲ့တော့ရှိနေတော့မဲပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒါစစ်ကောင်စီရဲ့အဲပြောဆိုမှုတွေအဲဂရိကဝတ်တွေဒါတွေကတော့ကျွန်တော်တို့လုံးဝဒါယုံကြည်လို့မရတဲ့အထဲမှာပါတယ်ပေါ့နော် ပြီးတော့ဒါကြောင့် data ခံနေပေါ့နော်ချို့ဒါသတင်း source တွေကနေပြီးတော့ပြန်ပြီးတော့စုံစမ်းသိရှိရတဲ့အပိုင်းတွေလည်းရှိတယ်အဲ့ဒါကတော့ဒါဒီ last show မှာရှိတဲ့လူထုကတော့စိုးရင်ပူပန်မှုတွေရှိတယ်ဒီအခြေအနေကိုဒါစိတ်ညစ်စိတ်ညစ်တာလည်းရှိတယ်ပေါ့နော်ပြီးတော့ကျသူတို့အနေနဲ့ကဘာမှမတတ်နိုင်ဘူးအဲသူတို့မှာလက်နက်ကင်ထားရလည်းမဟုတ်ဘူးအာဏာလည်းမရှိဘူးပါဝါလည်းရှိတာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်အဲသူကလက်မခံခြင်းပဲလက်ခံရမယ့်အနေအထားမျိုးတွေကိုသူတို့ ဒါဆိုရင်မှုတွေရှိနေတယ်ပေါ့เนาะပြီးတော့ဒါတချို့ CDN နေဆိုရင်ဘာဆုံးဖြတ်မှမသိဘူးပေါ့เนาะရှေ့ဆက်ဘယ်လိုသွားမှလည်းမသိဘူးဆိုတော့အခက်အခဲတွေတွေ့နေရမျိုးတွေလည်းရှိတယ်ဒီအခြေအနေကိုတော့ဒါ MNDA လည်းတည်ထားပြီးဖြစ်လိမ့်မယ်ပြီးတော့ဒါဒီလိုတည်ထားရအောင်မှပဲသူတို့အကောင်းဆုံးဒါစဉ်းစားလို့လှုပ်ဆောင်လို့မရတဲ့အနေအထားမျိုးတွေမှာဒီလိုလက်လွတ်ပေးရတာကြောင့်လည်းကျွန်တော်မြင်တယ်ပေါ့နော်ပြီးတော့တရုတ်ရဲ့ပြင်ထန်တဲ့ PR တွေကိုလည်းသူတို့ရင်ဆိုင်ရတဲ့အခါဒီလိုဆုံးဖြတ်လိုက်တာလို့လည်းယူဆတယ်ဒါပေမဲ့နောက်ပိုင်းမှာပြောင်းလဲလာနိုင်တဲ့အခြေအနေတွေကလည်းအများကြီးရှိလာနိုင်တယ်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒါ တရုတ်ပြည်အားတရုတ်ပြည်အားလို့ပြောတဲ့ခါကျတော့ကျွန်တော်တို့ကတရုတ်ပြည်အားဖြစ်နေတဲ့အထက်မှာဒီအဖွဲ့ကြီးတွေပါနေတာကိုကျွန်တော်တို့ကအဲခုနလိုပေါ့အာမရဖြစ်မိတာပေါ့ဘာကြောင့်လဲဆိုတော့ဒီအဖွဲ့ကြီးတွေကအဲခုနကိုစစ်ကိုဘလို့တိုက်ရမလဲစစ်ကောင်စီစစ်တပ်ကိုဘလို့နိုင်အောင်ပြင်ရမလဲဆိုတဲ့ဟာကိုရှေ့မှာသင်ခန်းစာတွေအနေနဲ့ပြင်ခုနလိုဒါဥမာတွေအနေနဲ့ပြခဲ့တဲ့အဖွဲ့ကြီးတွေဖြစ်တယ်အဲ့လိုအဖွဲ့ကြီးတွေကဒီတစ်ဖွဲ့ကဒီလိုမျိုးပြန်ပြီးတော့အောင်မြင်မှုကိုလက်လွတ်ပေးရတယ်ဆိုတဲ့ဟာကျွန်တော်မလို့ချင်းဆုံးအရာပေါ့နော်အဲ့ကြောင့်တရုတ်ရဲ့ဖိအားကိုမလွန်ဆန်နိုင်ဘူးဆိုတဲ့အချိန်မှာ ကျွန်တော်တို့တစ်ဖက်မှာပြန်စင်းစားကြရှိအဲ့ဒါကတော့တရုတ်လိုကောင်မဲဖြစ်ဖြစ်ဘလိုကောင်မျိုးပဲဖြစ်ဖြစ်ပေါ့နော် PR ကင်းကင်းနဲ့လှုပ်ရှားနိုင်တဲ့ဒေသတွေအများကြီးရှိတယ်အဲ့လို PR ကင်းကင်းနဲ့တိုက်ပွဲဝင်နိုင်တဲ့တပ်ဖွဲ့တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီလိုတပ်ဖွဲ့တွေကဒါမြန်မာပြည်နှက်မှာအဲအများကြီးရှိတယ်ဆိုတော့ဒီတပ်ဖွဲ့တွေကိုကျွန်တော်တို့ပို့ပို့ပြီးတော့ဒါကူညီနိုင်မှုတွေစူးစမ်းသင့်တယ်ဒီတပ်ဖွဲ့တွေအနေနဲ့ကလည်းပေါ့နော်အဲခုနလိုအဲပို့ပြီးတော့ကောင်းမွန်တဲ့ဒိုးတက်လာတဲ့ဒါ ဒါတက်ဖွဲ့ပုံစံမျိုးတွေဖြစ်ဖို့အတွက်အရေးကြီးလာတယ်။အဲနောက်တစ်ခုအကြောင်းအင်အားအနေနဲ့ကြည့်မယ်ဆိုရင်လည်းစစ်ကောင်စီလုံးဝကိုဂရုစိုက်ရမယ်အင်အားမျိုးဖြစ်ဖို့ဆိုရင်ကျွန်တော်တပ်ပေါင်းစုတွေစုဖွဲ့ဖို့အတွက်အရန်အရေးကြီးလာတယ်။အဲသဘောတစ်ခုကတော့စစ်ကောင်စီကခုနလိုပေါ့နော်။အဲသူတို့အနိုင်ကျင့်လို့ရပါတယ်ဆိုတဲ့ဟာမျိုးတွေသူတို့ဇတိုက်လုံနေမှာပဲ။အဲ့လိုမျိုးအနိုင်ကျင့်လို့မရတော့ဘူးကွာဆိုတဲ့အနေအထားဖြစ်အောင်ကျွန်တော်တပ်ဖွဲ့တွေကအဲကောင်းမွန်တဲ့အရာတွေကိုစဉ်းစားသင့်တယ်။ခေါင်းဆောင်ပိုင်းတွေအနေနဲ့ငါတို့ဘာတွေဆက်လုပ်သင့်လဲ။ဒါတွေကငါတို့အတွက်သင်ခန်းစာဆိုရင်ငါတို့ဒီလိုမျိုးမဖြစ်အောင် ဘယ်လိုမျိုးတွေပြင်ဆင်သင့်တယ်လဲပြီးတော့ဒီတက်ပို့ပြီးတော့ကောင်းမွန်အောင်ဒီချိန်မှာပို့ပြီးတော့ဒါစီရေးရှိမှန်းချက်တွေပြည့်ဝအောင်ငါတို့ဘာတွေလုပ်တင်လဲဆိုရဲဟာကိုဥဆောင်တဲ့သူတွေအနေနဲ့ကပို့ပြီးတော့စူးစမ်းသင့်တယ်အဲပို့ပြီးတော့ကောင်းမွန်တဲ့အစီအမံတွေရေးဆွဲသင့်တယ်လို့လည်းမြင်တယ်ဗောနော်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ရန်သူထဲမှာဒါတရုတ်ကလည်းအဓိက ါတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေအရရောက်ပေါ်မှာလာပြီးတော့သူ့အလိုကြဝင်ရောက်ဆွတ်ဖက်နေတာမျိုးတွေကိုကျွန်တော်တို့ကဒီတိုင်းလက်ပိုက်ကြည့်နေရတာအရှင်တော့မပြေလောက်ဘူးပေါ့နော်။အဲ့တော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့တက်နိုင်တာလုပ်ဖို့အတွက်အခွင့်အရေးတော့ရှိတယ်။အဲ့ဒီအခွင့်အရေးတွေကိုကျွန်တော်တို့တကယ်ကိုမြေပြင်မှာထိရောက်တဲ့သူတွေစီကိုပံ့ပိုးခြင်းနဲ့ကျွန်တော်တို့လုပ်လို့ရတယ်။ ကောင်းမွန်တဲ့ထောက်ပံ့မှုတွေကောင်းမွန်တဲ့သတင်းစကားတွေအတူတူရှိပေးခွင့်နေဒါကျွန်တော်စီမှာရှိသေးတယ်အဲကြအဲဥစ္စာတွေအတွက်ကိုကျွန်တော်ဆက်ပြီးတော့စူးစမ်းကြစီခြင်းနဲ့ဒီသတင်းကစိတ်သက်ကြစရာဆိုပေမဲ့ကျွန်တော်ရဲ့လက်ရှိအခြေအနေကစိတ်သက်ကြလို့မဖြစ်တဲ့အခြေအနေဖြစ်တယ်ကျွန်တော်မှစိတ်သက်ကသာလည်းအဓိကဖြစ်တယ်ကျွန်တော်ဒီနေရာထိရောက်လာဖို့အတွက်ကိုစိတ်သက်တွေနဲ့ပဲရောက်လာခဲ့ရတာဖြစ်တယ်အဲကြအဲစိတ်သက်သာကြသွားမယ်ဆိုရင်ကျွန်တော်တိုက်ပွဲတစ်ခုလုံးရှုံးနေတဲ့အဖြစ်မျိုးရောက်သွားလိမ့်မယ်နော်။အဲဒါကြအဲ့လိုအဖြစ်မျိုးတော့ကျွန်တော်တို့ကအဖြစ်ခံလို့မရဘူး။ဒီတိုက်ပွဲကိုကျွန်တော်နိုင်အောင်ဆက်တိုက်ရမယ်။ ဒီအခက်ခဲဆိုတာကလည်းကျွန်တော်တို့ကြော်ဖြစ်ရမယ့်အခက်ခဲဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သဘောပိုက်ရမယ်။အဲ့ဒါပြီးရင်ကျွန်တော်တို့လောက်ရမယ့်အလုပ်တွေကိုဆက်ပြီးလောက်ရမယ်။ကျွန်တော်တို့စိတ်သက်ကြစီရဆိုပေမဲ့စိတ်သက်ကြလို့မရတဲ့အနေအထားကြောင့်မလို့ကျွန်တော်ပို့ပြီးတော့စူးစမ်းကြရအောင်လို့ကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။